မန္တလေးဈေးကြိုကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာမြင်တွေ့ရတဲ့အတိုင်းကျွန်တော်တို့မလ28ရက်နေ့ကငလင်ကျောင်းမန္တလေးဈေးကြိုရဲ့နိုင်စင်ဟာကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေမရှိတာကိုတွေ့ရတယ်ဒါ့အပြင်ကျွန်တော်တို့မန္တလေးရဲ့ပြမဈေးရုံကြီးဖြစ်တဲ့လေးတက်ဈေးရုံကြီးဟာလည်းကျွန်တော်တို့ကြီးမားတဲ့ထိခိုက်မှုတွေမရှိဘဲနဲ့ဒါသက်ဆိုင်ရာကနေပြီးတော့မှ ီအစာအုံရဲ့တန့်ခိုင်မှုတွေစစ်ဆေးပြီးတော့ဧပြီလ23ရက်နေ့ကနေစပြီးတော့ဖုန်းလုပ်ပြီးပေးထားတဲ့ဒီအထောက်တွေ့ရပါတယ်ခင်ဗျာကျွန်တော်တို့ဆေးရုံကြီးတွေကိုတစ်ချက်တော့ပါပြီးလေ့လာကြည့်အောင်ခင်ဗျာဆေးရုံကြီးရဲ့မြင်းကြီးတက်မှာတော့ကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းပဲအထည်ဆိုင်နေဥက္ကပကံဆိုင်နေကတော့တော်တော်များများပြန်လဲဖွင့်နေနေတဲ့အနေအထားကိုတွေ့ရတယ်ခင်ဗျာ အမြင်ကြီးတက်မှာတော့ဆိုင်တော်တော်များများပြန်ဖွင့်နေတဲ့အနေထားပါခင်ဗျာအဲဆိုင်တချို့ပိတ်ထားတာကိုတော့တွေ့ရသေးတယ်ဒါပေမဲ့အများစုကတော့ပြန်ဖွင့်နေပြီအဲအရင်လိုတော့ကျွန်တော်တို့ငလျင်မလုတ်ခက်ခင်ကလိုတော့ဒီဈေးဝယ်တွေကတော့ကြိတ်ကြိတ်တို့စီကားမနေတဲ့အနေထားကိုတွေ့ရတယ်ဗျာဒါလောလောဆယ်ကတော့ဒီမှာဈေးရောင်းသူတွေဈေးဆိုင်ရှင်တွေဈေးရောင်းတဲ့လူတွေပဲအများစုတွေ့ရသေးတယ်ဈေးဝယ်တွေကိုတိတ်မတွေ့ရသေးဘူးခင်ဗျာဒါမြင်ကြီးတက်ရဲ့အခြေအနေပါဗျာ ပေါ်တခွင်းချင်းမပြူရတော့တစ်ချက်လောက်ပြေးကြည့်မှသိဘူးအပေါ်တက်လို့ရရလားမသိဘူးမရရလားအပေါ်ဆိုင်ရောဖွင့်လားဖွင့်တော့မဖွင့်ဘူးဖွင့်တော့မဖွင့်ကြသေးဘူးကောနော်ဈေးကြိုအပေါ်ထက်ကိုတစ်ချက်တက်ကြည့်မယ်ဓလေကားတွေကတော့လုံးမလုံးသေးဘူးရက်ထားတာတွေ့ရတယ် ော်ဆိုင်တချို့တော့ဖွင့်ထားတာတွေ့ရတယ်ဈေးချိုကျွန်တော်တို့ပထမထပ်ပထမထပ်မှာတော့ဆိုင်တွေတော်တော်များများတော့ဖွင့်ထားသေးတယ်ဖွင့်ပြန်ဖွင့်တဲ့ဆိုင်တွေလည်းရှိနေပြီကျွန်တော်ဘေးကဆိုင်ဆိုဖိတ်ထားတဲ့အနေထားကိုတွေ့ရတယ် တော့ဒီနားမှာဆိုရင်မီးတွေလည်းမောင်းနေတယ်။စိုင်းနေလည်းပိတ်ထားတဲ့အနေအထားကိုတွေ့ရသေးတယ်။ရမှာတော့ကျွန်တော်အထဲဆိုင်တချို့ပြန်ဖွင့်နေရအနေထားပါခင်ဗျာဟုတ်ကဲ့မြင်တွေ့ရတဲ့အတိုင်းပဲခင်ဗျာကျွန်တော်တို့မန္တလေးဈေးကြိုဈေးရုံကြီးဟာဆိုရင်ဧပြီလ22ရက်နေ့ကနေစပြီးတော့မန္တလေးစီပင်တရားကြီးကော်မတီကနေပြီးတော့ကျွန်တော်တို့ ဒါပြန်လဲဖွင့်လွှင့်ခွင့်ပေးထားတဲ့အနေအထားပဲဖြစ်ပါတယ်။အဲကျွန်တော်တို့ငလင်းလောက်ခတ်အပီဧပြီလ22ရက်နေ့မှာဆိုရင်တော့မန္တလေးတမြို့လုံးဟာပြန်လဲဒီငလင်းတန်းကနေပြန်လဲနိုးထပြီးတော့ဒီကျွန်တော်တို့ပြန်လဲစီးပွားရေးတွေကိုပြန်လဲလှုပ်ဆောင်နေကြတယ်ပုံမှန်အတိုင်းပြန်လဲလေပတ်ဖို့စူးစမ်းနေကြတဲ့အချိန်ဒီမှာကျွန်တော်ရဲ့မန္လေးဈေးကြုံဈေးုံကြီးဟာဆိုရင်လဲကျွန်တော်တို့မန္လေးဓာတ်ရည်နဲ့သူပြန်လဲနိုးထလာတဲ့အချိန်ဒီပဲဖြစ်ပါတယ် ကျွန်တော်တို့မန္တလေးသားတွေနဲ့ဒီမလင်တန်ကနေတူတူပြန်လဲ노ထပြီးတော့စတင်ပြီးတော့တက်ဝင်လှုပ်ရှားနေတဲ့အနေထားပါခင်ဗျဟုတ်ကဲ့ဧပြီလ22ရက်နေ့2025ခုနှစ်မန္တလေးဈေးကြိုဈေးရုံကြီးရဲ့အခြေအနေပါခင်ဗျ